ကဘာပေါ်မှာကျွန်တော်တို့လူသားတွေသိမြင်ထားတာကပင်လယ်ပြင်ရဲ့နည်းနည်းပဲဖြစ်တယ်ဆိုတာသတိထားဟုလား NASA ကအကာတကိုစူးစမ်းဖို့ဘီလီယံဒေါ်လာတွေတုံးခဲ့ပေမဲ့သမှုတရားတွေကတော့ယနေ့တိုင်ကျွန်တော်တို့အတွက်မပြေရှင်းသေးတဲ့လူဝှက်ကြီးတွေဖြစ်နေစေပါဒီနေ့အပိုင်းမှာတော့သမှုတရားဘာကြောင့်အခုချင်းထိစံကျယ်နေစဲလဲဆိုတဲ့မေးခွန်းကိုအပြည့်အစုံနားလည်ဖို့စူးစမ်းကြမှာပါနံပါတ်1သမှုတရားကဘာကြီးရဲ့မကြခဏမမြင်ရတဲ့ကြီးမားမှု သင်ကြည့်နေတဲ့မြေပုံမှာနိုင်ငံနယ်နိမိတ်တွေမြို့တွေကိုပဲမြင်ရမှာပါဒါပေမဲ့အဲ့ဒီမြေကြီးတချမ်းကိုစက်တံဖုံးလွှမ်းထားတဲ့သမှုတရာရဲ့ကြီးမားမှုကိုသင်မမြင်ရပါဘူးသမှုတရာကကဘာမြေကြီးရဲ့87ရာခိုင်နှုန်းကိုဖုံးလွှမ်းထားပြီးဒါဟာတကယ်အန်အော့ဖွဲ့ကြီးမားရဲ့ရပ်ဖြစ်ပါတယ်မင်းတခါတောင်တန်းမြင်ခွင်တစ်ခုထက်ပိုကြီးတဲ့ရေတိမ်တွေနဲ့ပြည့်နေတဲ့ကဘာကြီးတစ်ခုဖြစ်တယ်ဆိုတာစဉ်းစားကြည့်သမှုတရာတစ်ခုရဲ့မျက်နာပင် area က960တန်း71ကီလိုမီတာကျော်ပါတယ် ဒီအကျဲအဝန်းဟာတရုတ်အမေရိကန်အာဖရိကတိုက်တွေကိုပေါင်းပြီးမှကြော်လွန်တာပါထူးခြားတာကတော့အဲ့ဒီမှာရှိတဲ့ရေတွေအလုံးဟာကဘာကြီးရဲ့ရေစုစုပေါင်းရဲ့66.9ရာခိုင်နှုန်းလောက်ဖြစ်တဲ့အတွက်လူသားနေတုံးနေတဲ့မြေပေါင်းများစွာထက်ပိုများနေကြတာပါတင်တိဒလားသမှုဒရာရဲ့ရေတွေဟာရေနဲတဲ့မြစ်တွေရေကန်တွေနဲ့မတူပဲစားတက်ကြည့်ပြီးတောက်လို့မရတဲ့ရေမျိုးမှာဒါပေမဲ့အဲ့ဒီရေတွေဟာကဘာကြီးရဲ့ယာတီဥဒုထိန်းချုပ်မှုနဲ့ ်တက်ရှည်တွေအတွက်နေရအဖြစ် အရေးကြီးဆုံးဖြစ်နေစေပါတမှုတရားတွေကကခုတဲသောယေရှုစုပေါင်းတစ်ခုထပြီးတည်ပြန်နေကြခွေချားတာကတော့ Pacific, Atlantic, Indian, Southern, Arctic Ocean ဆိုပြီး၅ခုရှိပါတယ်ဒါပြင်ပအားလုံးပေါင်းစပ်ပြီးကဘာကြီးရဲ့အသက်ရှင်အစနစ်ကိုဖန်တီးနေကြတာပါနံပါတ်1တမှုတရားနတ်ရှိုင်းမှုငယ်အဆုံးဆုံးတင်ပင်လေကမ်းခြေမှာရေထွေးဝင်တဲ့အခါခန္ဓာကိုယ်နောက်ပိုင်းခံစားမှုကတမိနစ်တောင်မကြာဘူးဒါပေမဲ့ သမှုတရားရဲ့အနက်ဆုံးမှာသွားမယ်ဆိုရင်တောင်တန်းကြီးတဲ့နတ်ကပြီး and off ပဲဖြစ်ပါတယ်။သမှုတရားရဲ့ပြောင်းမြအနက်မြောက်မှုဟာ3688မီတာရှိပြီးအနက်ဆုံးနေရာကတော့ Mariana Trench ဖြစ်ပါတယ်။ဒီနေရာ Challenger Deep ဟာ11034မီတာနတ်တဲ့အကြီးဆုံးနတ်မြောက်ဆုံးရေသွင်းပါ။သင်စဉ်းစားပါအောင်တောင်တက် Everest တောင်ထက်ပိုနက်နေတဲ့နေရာကိုလူသားတွေနီးကပ်သွားဖို့စွမ်းအားနည်းပါတယ်။နောက်ထပ်2012ခုနှစ်မှာ Avatar Zakka Director James Cameron က ီနေရာကိုတဦးတည်းဆင်းသွားခဲ့ပြီးအောက်မှာတိတ်ဆက်တဲ့အတန်းဒိတ်ကိုသာကြားနေရတယ်လို့ဖျောက်ခဲ့ပါတယ်။ဒါဟာသမုဒိယအနက်ဆုံးနေရာက တကယ့်ကို တိတ်ဆက်ပြီးလျှို့ဝှက်ချက်တွေနဲ့ပြည်နေတဲ့ကဘာတစ်ခုဖြစ်တယ်ဆိုတာကိုပြသပါတယ်။နံပါတ်3သမုဒိယတဲ့ကမတိသေးတဲ့နေရာရဲ့မေတ္တာမတိမှုတင်တိတလားယနေ့တိုင်းမေတ္တာစွာဖော်ထုတ်နိုင်ခဲ့တဲ့သမုဒိယမြေကင်းအောက်ရှိမြေပြင်မှာနှစ်ဆေးရာခိုင်နှုန်းမြတ်စွာမျက်စီဖွင့်ကြည့်နိုင်ခဲ့တယ်လို့တိပြင်ပညာရှင်တွေကခန့်မှန်းထားပါတယ်။ 20ရာခိုင်နှုန်းဆိုတာများလားသေးလားဟုတ်ပါတယ်ဒါကတကယ့်ကိုနေတယ်ကြံ့တယ်80ရာခိုင်နှုန်းကျော်ဟာ GPS ခံမှန်းမှုနဲ့စိုးနာအကျန်းအနှုတ်တင်းတဲ့မြေပွန်းပဲရှိပါတယ်အဓိကအကြောင်းရင်းတွေကတော့အနက်ဆိုင်မှုရဲ့ဖြစ်အားရေတဲသွေးတဲ့စက်ပစီတစ်ခုအတွက်မီတာ30အနက်ရောက်တိုင်းရေဖြစ်အားတအပ်တန်စီတိုးတက်လာပါတယ် Mariana Trench နတ်တဲ့နေရာမှာတော့တထောင်းနဲ့အတရန်လောက်ဖြီးအားရှိပြီး Titanic လို့ထားတဲ့တာမဏိခန္ဓာကိုယ်တော်ဖြစ်နေဖြစ်နိုင်ပါတယ်အလင်းမရှိမှု တထောင်မီတာအောက်ကနေတော့နေရောင်ခြည်မပြတ်ပေါတော့ပါဒါကြောင့်ကင်မရာတွေကတောင်လှပနဲ့ရုပ်ပုံတွေဖိုင်းကြည့်ဖို့အတွက်မျက်စိမြင်ကွင်းဖန်တီးဖို့ artificial light ထပ်တို့ဖို့လိုပါတယ် technology အကန့်တလက်ရှိမှာတုံးနေတဲ့ autonomous underwater vehicles remotely operated vehicles တွေကလည်းတနေ့တာကြတာဝန်ထမ်းဆောင်ပြီးနေရာတစ်ခုချင်းစီရဲ့စုံစမ်းမှုအတွက်ကြာမီခင်များစွာလိုအပ်ပါတယ်အတုံးစည်တမှုရရဲ့အနက်ဆုံးနေရာတစ်ခုကိုတချင် Challenger Deep ထိသွားဖို့ အလယ်လတ်နိုင်ငံတနေနိုင်ငံရဲ့နှစ်တာဘတ်ဂျက်တင်နိုင်ပါတယ်။ NASA တောင်အာကာသစူးစမ်းဖို့ထက် သမုဒ္ဒရာလေလာဖို့ပေါ်ခတ်ကြောင်းတည်ထားပါ။ဒါကြောင့်ပဲသမုဒ္ဒရာကို Earth Final Frontier လို့ခေါ်ကြတာပါ။နံပါတ်၄သမုဒ္ဒရာထဲကထူးခြားသောတတ္တဝါများသမုဒ္ဒရာအနက်ဆုံးမှာအသက်ရှင်နေထိုင်တဲ့တတ္တဝါတွေကလောကမှာမတူတဲ့အသွင်နဲ့ပြင်လဲအတိမြန်တဲ့ရှိပါတယ်။ပုံမှန်တတ္တဝါနဲ့မတူပဲတဘာဝတုယုံကြည်မရှိတဲ့ပတ်ဝန်းကျင်မှာ အသက်ရှင်ဖို့နီလန်တစ်တွေတည်ထွင်လိုက်ကြတာပဲဖြစ်ပါတယ်။ Giant Squid ရှေးခေတ်တာ Kraken ရဲ့အခြေခံဖြစ်တယ်လို့ယူဆကြပြီးမျက်စိကလည်း billion တခုနဲ့မလျှော့တဲ့အထိကြီးမားပါတယ်။အရွယ်အစားမှာ73မီတာအထိ ရောက်နိုင်ပါတယ်။ Dumbo Octopus နားတူတဲ့ပြင်လဲတရချံစူးရှမှုနဲတဲ့ရေထဲမှာပြင်တန်းလိုက်တဲ့လို့ရေထဲကမျက်နာတက်လိုင်းတွေကြားကနက်ဆိုးကလေးလိုပဲအေးစိမ့်နေတတ်တယ်။ Goblin Shark Jurassic period မှာဆင်းသက်လာတဲ့အရှိအသင်းမဲတောင်ကရှေ့အသွားကကောင်တာနဲ့လိုက်ပြီးစုတ်ကိုကောင်ကြီးတကောင်။ Barry live fish ခေါင်းထဲမှာတောင်အလင်းရောင်ခံနိုင်ဖို့ကြွယ်ဝတဲ့ညံချင်းခွဲခံသလိုမျိုး optical tube တွေနဲ့ brain ဆိုင်ရာ structure တွေပါဝင်ပါတယ်။ Bioluminescence ပင်လယ်နက်ကတတ္တဝါ60ရာခိုင်နှုန်းအထိသက်တမ်းရှည်ရင်အလင်းထွန်နိုင်တယ်။ရှုပ်ထွေးတဲ့ enzyme luciferin နဲ့ luciferase တွေတဘာဝအလင်းထုတ်ပေးပါတယ်။ တခါအလေထိခိုက်ခြင်းချင်းချောက်ခြင်းရင်ဆိုင်ရင်ပဲမျက်စီလောင်လောင်လင်းလာတတ်တယ်။ထူးခြားတဲ့အချက်ကတော့ဒီသက်တော်တွေထဲမှာများစွာကိုလူသားတွေ27ရာစုအထိမမြင်ဖူးပဲနဲ့လစ်လာရေးတွေအနှဲငယ်ပေါ်မှာပဲတည်ထားကြတာဖြစ်ပါတယ်။နံပါတ်5ဘားကြောင့်တမှုဒရယာမြတ်တာမတိဆဲနေတာလေ။တမှုဒရယာဟာလူသားအတွက်အဓိကအသက်ရှင်ရေးအရင်းမြစ်တစ်ခုဖြစ်ပေနဲ့မြတ်တာစွာမတိဆဲနေတာကထင်းတလုံးမမောင်မိုင်းတဲ့အကြောင်းတွေရှိပါတယ်။တနည်းအားဖြင့် သမုဒ္ဒရာကမျက်မမြင်နိုင်သလိုမလွယ်တက်နိုင်ပဲနဲ့မဖြစ်ရှင်းနိုင်တဲ့လျှို့ထွက်ချက်တွေနဲ့အပြစ်အဝါထင်နေပါဗျ။သမုဒ္ဒရာထဲစူးစမ်းဖို့အတွက်ဒီအရာတွေလိုအပ်ပါတယ်။နီးပညာတိုးတက်မှု Deep Sea Drones, AI Mapping, Sonar Imaging ဟာအစစ်မှန်တင်ဖို့လို budget နဲ့စွန့်ရည် NASA ကတုံးတဲ့ budget ထဲ NOAA တုံးတာကတစ်စိတ်တစ်ပိုင်းပဲဖြစ်တယ်။နိုင်ငံတကာပူးပေါင်းမှုကမ္ဘာပင်လယ်နယ်နိမိတ်အတိုင်းတာနဲ့ထိမ့်ထိမ့်မှုတွေအတွက်ပူးပေါင်းမှုလို့ ပညာရေးနဲ့အသိပညာဖြန့်ဖြူးမှုတမှုတရားနဲ့ပတ်သက်တဲ့သိပ္ပံသတင်းအချက်အလက်တွေလူထုအထိရောက်ရေးလိုအပ် Andre Andanios in Komu Earthquake Trigger to Tsunamis and Underwater Volcanoes Abyssal Landslides အလုံးကကုန်ကျစိတ်ကိုမြင့်စေပါတယ်ယနေ့အချိန်ထိတမှုတရားထဲမှာရှိတဲ့မားမျိုးကွဲ၂ရက်၄၀ထောက်ကျော်ရှိပြီးတိတ်မမြင်ရတဲ့သတ္တဝါမျိုးကွဲတစ်တီကိုလအနှဲငယ်တိုင်းတွေ့မြင်ရတာမျိုးဖြစ်လာပါတယ်။တင်းနောက်တစ်ခါပင်လယ်ရေကင်ကိုကြည့်တဲ့အခါ အလပါနောက်ကပြုတ်ကွဲနေတဲ့နတ်ဆိုင်တဲ့ကဘာတစ်ခုရှိနေတယ်ဆိုတာသတိရပါစေ။သမုဒ္ဒရာက ကျွန်တော်တို့ရှာဖွေရမယ့်လွတ်ွက်ကြီးတစ်ခုပါပဲ။